။အင်အားပြင်းကလင်ကြောင့်မီလီရဲ့အထိသေဆုံးသူ3985ဦးထိခိုက်ဒဏ်ရာရရှိသူ9105ဦးနဲ့ပျောက်ဆုံးသူ62ဦးရှိရလို့သိရပါဗျ။မြန်မာနိုင်ငံမှာမလ28ရက်ကလှုပ်ခတ်ခဲ့တဲ့မန္တလေးငလင်တန်းကိုပြင်းထန်စွာခန်းဆားခဲ့ရတဲ့တိုင်းဒေသကြီးပြည်နယ်6ခုရုံးမှာမေလီရဲ့အထိသေဆုံးသူ3985ဦးထိခိုက်ဒဏ်ရာရရှိသူ9105ဦးနဲ့ပျောက်ဆုံးသူ62ဦးရှိရလို့နာဆာကကထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံမိသားတက်ဖွဲ့နဲ့ပြည်ရင်းပြည်ပကရှောက်ဖွေကယ်ဆယ်ရေးအဖွဲ့ဝင်တွေဟာလိုအပ်တဲ့ဒေတာတွေကိုအချိန်နဲ့တပြေးညီရှောက်ဖွေကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ပေးနေပြီးအစအဝတ်တွင်ပိတ်မိနေသူတွေကိုရှောက်ဖွေကယ်ဆယ်ခဲ့ရာမေလေးရက်အထိအသက်ရှင်သူ653ဦးကိုရှောက်ဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီးတေဆုံးသူ989ဦးတွေ့ရှိခဲ့တယ်လို့သိရပါတယ်။ ငလင်ပေးတဲ့ပြည်သူတွေကိုပြည်ရင်းစေတနာရှင်အလှူရှင်တွေကငွေနဲ့အလှူပစ္စည်းတွေထောက်ပံ့လူရန်လျက်ရှိတယ်လို့ပြည်ပနိုင်ငံတွေအဖွဲ့အစည်းတွေစေတနာရှင်အလှူရှင်တွေကငွေနဲ့အလှူပစ္စည်းတွေထောက်ပံ့လူရန်ပေးလျက်ရှိရာရန်ကုန်ပြည်ပဆိုင်ရာလေဆိပ်ကိုမေ3ရက်ညနေ9နာရီကနေမေလ4ရက်ညနေ9နာရီအထိမလေးရှားနိုင်ငံဆိုင်ရာမြန်မာနိုင်ငံတန်ယုံကနေတဆင့်မလေးရှားနိုင်ငံအခြေစိုက်အဖွဲ့အစည်းတွေက မြန်မာနိုင်ငံငလျင်ဘေးဒဏ်သင့်ဒေသတွေကိုလှူရဲနဲ့အသင့်စားချက်ပြုတ်ပြီးထမင်းဘူးနဲ့တာပေါ်လင်တွေပါဝင်တဲ့ဂတ်ထူပုံတန်ချိန်သုံးတက်သမ58တန်ရောက်ရှိခဲ့ပြီးအဆိုပါထောက်ပံ့ရေးပစ္စည်းတွေကိုလည်းငလျင်ဘေးသင့်ပြည်သူတွေလက်ဝယ်အရောက်အမြန်ဆုံးခွဲဝေထောက်ပံ့လျက်ရှိရလို့သိရပါဗျာ။